်စလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငယ်လင်းချောင်းရန်နာထားခဲ့ရတဲ့ရထားရေချောင်းနဲ့ရေချောင်းကြီးစင်တွေကအချို့ကိုပုံမှန်အတိုင်းပြန်လည်ပြဆွဲနိုင်တော့မယ်လို့ဥဆောင်ရဲ့နေဆက်သွယ်ရေးမြေကြီးဌာနကသတင်းထုတ်ပြန်လိုက်တယ်လို့သိရပါဗျ။ငယ်လင်းတန်းချောင်းနေပြည်တော်လေးစိတ်မှာလေချောင်းတင်းမျိုးစိတ်ပြူကြခဲ့တယ်လို့မန္တလေးလေးစိတ်မှာလည်းထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့်ပြည်ရင်းလေချောင်းကြီးစင်တွေပြဆဲမှုကိုရန်နာထားခဲ့တာဖြစ်ပါတယ်။လေစိတ်နှစ်ခုကိုပြဆဲမှုနဲ့အစားထိုးတက်စင်မှုတွေကိုလှုပ်ဆောင်ခဲ့ပြီးအေဗလာ9ရဲ့ဒီကနေ့ကစပြီးပြည်ရင်းလေချောင်းကြီးစင် ချို့ကိုပြန်လည်ပြည့်စုံနိုင်တော့မှာဖြစ်ပါတယ်။ငနေတန်းကြောင့်စကိုင်းနဲ့မန္တလေးကိုဆက်သွယ်ထားတဲ့စကိုင်းတရားဟောင်းပြောချမှုကြောင့်ရှင်းနာထားခဲ့ရတဲ့ရေချောင်းခီးစင်တွေကိုလည်းတရားပစ္စည်းတွေကိုရှင်းလင်းပြီးနောက်မှာပြန်လည်ပြည့်စုံနိုင်မှုစဉ်းလည်လို့သိရပါတယ်။ရန်ကုန်မန္တလေးရထားလမ်းပိုင်းမှာရထားလိုင်းတစ်ပေါင်း60နေရာနဲ့တရားဆက်သွယ်စဉ်ထိခိုက်ပျက်စီးခဲ့တာကြောင့်ရထားပြည့်စုံမှုတွေကိုရှင်းနာထားခဲ့ပြီးပြည့်စုံမှုတွေပြုလုပ်ခဲ့ပါတယ်။ရန်ကုန်ဘကိုးတောင်ကူပြည်မနာနေပြီးတော့လမ်းမိုင်းတွေကိုဧပြီလ9ရက်နေပြီးတော့တာစီလမ်းမိုင်းတွေကို ဧပြီလ၄ရက်တာစီမန္တလေးလမ်းမကိုဧပြီလ၅ရက်နေ့တွေမှာပြန်လည်ဖွင့်ပြသွားမယ်လို့သိရပါတယ်ရှင်။